တပည့်တော်တို့ရဲ့သာသနာမှာတမန်တော်မုဟမ္မဒ်သခင်ကမိမိရဲ့တပည့်သာဝကတွေကိုမှားတာမှားခဲ့တာလည်းရှိတယ်။ဘာလဲဆိုလာတတ်စ်အာလီအီမာရာတိုင်းပြည်အာနာဘူတဲ့တောင်းမိဘူး။နော်။အဲ့ဒီလိုတောင်းယူရင်ဘာဖြစ်လဲဖက်ဖအင်နာဟာအိုသူဟာအန်မစ်အလာဒင်ဝကီလတ်အီလိုင်ဟာအကယ်၍များတဲ့အသင်ကတောင်းတာမဟုတ်ဘဲနဲ့တဲ့သူတို့ကလိုလိုလားလားနဲ့အဲ့ဒီအာနာယာရူကိုပေးတယ်ဆိုရင်နဲ့ အလောင်းရှင်မြတ်ခံတော်ပါကနေအကူအညီဆောင်မမှုတွေရပါလိမ့်မယ်တဲ့အကယ်၍များတဲ့ကိုကတောင်းတာမဟုတ်ပဲเนาะသူတို့ကလည်းပေးတာလည်းမဟုတ်ပဲနဲ့အတ္တမလူယူလိုက်ရင်ဘာဖြစ်မလဲဆိုရင်အလဘကအကူအညီရမှာမဟုတ်ဘူးတနည်းဆိုလိုချင်တာကဒါဟာတရားမဝင်တဲ့အာဏာဖြစ်တယ်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တစ်ပါးရှိတယ်အဆိုးအဝါဆုံးအုပ်ချုပ်တဲ့သူကဘယ်သူလဲဆိုရင်ပြည်သူကိုနှိမ့်မနှိမ့်ဆက်တဲ့ပုံကိုယ်တွေ အဲ့ဒီလိုလိုနေတဲ့အသင်မပတ်သက်မိအောင်တဲ့ရှောင်ကျင်ပါဆက်လက်ပြီးတော့မှဆရာသွနေဦးကိုလှည့်ပေးကြပါလေဆရာကြီးဆရာအနေနဲ့လည်းပဲပထမပိုင်းကကြံချီခဲ့တဲ့ဟိုအကြောင်းအရာတွေနဲ့အဲဒုတိယပိုင်းမှာညီကိုချုပ်ဆွနေပေးဖို့ဆရာကိုဖိတ်ခေါ်ပါလေဗျကျေးဇူးပါ အရှိမရွေးကောက်ပွဲပေါ့နော်ပြည်သူလူထုကရွေးချယ်တဲ့ရွေးကောက်ပွဲနဲ့ပြည်သူလူထုမလိုချင်တဲ့ရွေးကောက်ပွဲပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ တနည်းပြောမယ်ဆိုရင်တော့လူတွေကလူလူလားလားနဲ့လူတယောက်ကိုပေးတဲ့အရာနဲ့လူတွေကမပေးခြင်းပေးခြင်းနဲ့ပေးတဲ့အရာဒါပေမဲ့လုံးဝမပေးခြင်းပဲနဲ့မတက်တာလို့ပေးလိုက်ရတဲ့အရာပေါ့နော်အဲ့ဒီအပေါ်မှာဒီနောက်ဆက်တွဲစိုးကြိုးကောင်းကျိုးတွေကအင်မတန်အရေးကြီးပါတယ်ဥပမာတပည့်တော်ကကိုပိုင်တဲ့ပစ္စည်းတစ်ခုကိုလူတယောက်ကိုဟလာတကယ်ကိုစေတနာသုံးတန်ဖြတ်ထမ်းပြီးတော့ပေးလိုက်တယ်ဆိုတော့ပစ္စည်းကတော့ သူ့အတွက်လည်းအကျိုးရှိသလိုတပည့်တော်အတွက်လည်းကုသိုလ်ရှိတာပေါ့နော်အလားတူတပည့်တော်ထဲကနေပြီးတော့ပစ္စည်းတစ်ခုတော့ပေးလိုက်ရတယ်ဘာဖြစ်လို့ပေးလိုက်ရတော့လဲအောင့်တတ်တတ်နဲ့ပေးလိုက်ရတယ်ဆိုသူ့အတွက်လည်းမကောင်းတပည့်တော်အတွက်လည်းမကောင်းအလားတူပဲလုံးဝမပေးခြင်းနဲ့ပစ္စည်းကိုအတ္တမလူယူတာကျတော့အဆိုးဆုံးဖြစ်သွားတာနော်ဒါကြရင်တော့အကျမ်းပတ်မှုဖြစ်သွားတယ်ဒါကြရင်ဘာဖြစ်သွားတယ်လဲဆိုတော့ဒါကဘလို့လူတွေကအတ္တမအဲ့လိုယူလဲဆိုပညာမဲ့တဲ့သူတွေကယူတယ်ရှေ့မှာပြောသလို တိတ်ခါမဲ့တဲ့သူတွေကအဲ့ဒီလိုယူလေးရှိတာပေါ့နော်အဲ့တော့တိုင်းပြည်အာဏာကတော့ပစ္စည်းတစ်ခုတည်းအများကြီးပို့တာပေါ့နော်ပစ္စည်းတစ်ခုတည်းအများကြီးပို့တာဒါကြောင့်မို့တပည့်တော်တွေရဲ့သာသနာမှာတမန်တော်မုဟမ္မဒ်သခင်ကမိမိရဲ့တပည့်သာဝကတွေကိုမှားတာမှားခဲ့တာလေးရှိတယ်ဘာလဲဆိုလာသတ်အာလင်အီမာရာနော်တိုင်းပြည်ရဲ့အာဏာဘိုးတဲ့တောင်းမယူပါဘူးနော်အဲ့ဒီလိုတောင်းယူရပါဖြစ်နော်ဖအင်နာဟာအိုသူဟာအန်မတ်အလာဒင်ဝကီလတ်အီလိုင်ဟာအကယ်၍များတဲ့ အသင်ကတောင်းတာမဟုတ်ဘဲနဲ့တဲ့သူတို့ကလိုလိုလားလားနဲ့အဲ့ဒီအာနာယာရူကိုပေးတယ်ဆိုရင်နဲ့အလောရှင်မြတ်ထံတော်ပါကနေအကူအညီဆောင်မမှုတွေရပါလိမ့်မယ်တဲ့အကယ်၍များတဲ့ကိုကတောင်းတာမဟုတ်ဘဲနော်သူတို့ကလည်းပေးတာလည်းမဟုတ်ဘဲနဲ့အဓမ္မလူယူလိုက်ရင်ဘာဖြစ်မလဲဆိုရင်နဲ့အလဘကအကူအညီရမှာမဟုတ်ဘူးတနည်းဆိုလိုချင်တာကဒါဟာတရားမဝင်တဲ့အာဏာဖြစ်တယ်အာဒါတော်အဓိကဆိုလိုချင် တမန်တော်မုဟမ္မဒ်တခင်ရဲ့ဩဝါဒတော်တစ်ပါးရှိတယ်အဆိုးအဝါဆုံးအုတ်ချုပ်တဲ့သူကဘယ်သူလဲဆိုရင်ပြည်သူကိုနှိမ့်မနှိမ့်ဆက်တဲ့ပုံကိုယ်တွေပဲနော်အဲ့ဒီလိုလိုနေတဲ့အသင်မပတ်သက်မိအောင်နဲ့ရှောင်ကျင်ပါဒီဩဝါဒတွေကိုရတိရလာကတော့ဘာလဲဆိုရင်ကိုကတောင်းတာမဟုတ်ဖဲနဲ့သူတို့ကလိုလိုလားလားနဲ့ဥပမာပြည်သူလူထုကကိုစားပြုပြီးတော့အများသူကနေပြီးတော့ရွေးကောက်တင်မြောက်တဲ့ပုံကိုယ်တွေဟာနံပါတ်1အဖြစ်သူတို့ဟာဂုံသိက္ခာရှိတယ် နမတ်နဲ့အားဖြင့်ပါလဲဆိုရင်တို့ဟာပြည်သူလူထုကနေအရေးအချင်းအရာသို့မဟုတ်ပြည်သူလူထုကမြန်နိုးလို့နှစ်သက်လို့တို့ဟာဖြစ်တဲ့သူတွေလို့ပေးလိုက်တာဖြစ်တဲ့အတွက်တို့ကိုယ်တိုင်ဟာလည်းလိပ်ပြာလုံးလုံးနဲ့အလုပ်လုပ်လို့ရတယ်တိုင်းပြည်လည်းတိုးတက်တယ်စီပင်နဲ့ဝါပြောတယ်တာရတယ်ပေါ့နော်အဲအဲ့ဒါနဲ့စန့်ကျင်ဘက်ဖြစ်ပြီဆိုရင်တော့တည်ကြတယ်တိုင်းပြည်ဟာတစ်ပြေးပြေးနဲ့နုံနစ်မှာပဲဒုက္ခရောက်မှာပဲနော်ဒါကြောင့်မို့တိုင်းပြည်ရဲ့အာဏာဆိုတာအင်မတန်အရေးကြီးပါတယ်အင်မတန်နဲ့တာဝန်ကြီးတယ် ဒါမှတော့မုဟမ္မဒ်တခင်ကဘလို့မိတ်လဲဆိုတော့တိုင်းပြည်ရဲ့အာဏာကိုတဲ့ဇွတ်အာရမယာရူးယာကန်နေကိုအာရမမယူနဲ့တဲ့။နောင်တမလွန်ကြရင်အဲ့ဒါကအာရမယူရင်အင်မတန်ရှက်ပွဲကောင်းတယ်။ရှက်ပွဲကောင်းနောင်တမလွန်ဆိုတာကနောင်ဘဝတည်းမကူပါဘူး။ဒီနေ့ခေတ်ဥမာ2025မှာယူထားရင်နောက်ထပ်3နှစ်လောက်နေကိုအာဏာမရှိတော့ဘူးဆိုရင်ပြည်သူလူထုကဘယ်လောက်ထိဆဲမလဲ။အခု2015နဲ့2020ကာလအတွင်းမှာအဲ့ဒီကာလတွေမှာနော် ပြည်သူလူထုတွေတုံးခဲ့တဲ့ဆိုရှယ်မီဒီယာမှာပဲကြည့်ကြည့်เนาะဇက်ပွဲသဘင်နေမှာပဲကြည့်ကြည့်ရုပ်ရှင်နေမှာပဲကြည့်ကြည့်เนาะแชร์နဲ့ဘယ်နေရာမှာပဲကြည့်ကြည့်သူတို့တွေကိုအားရပါရဆဲတယ်ဘာလို့နှစ်ပေါင်းများစွာဆဲရင်လည်းကြာသူတို့မလူလာခဲ့နဲ့ပေးထားရတဲ့သူတွေကအာဏာရှိနေတာမကြည့်နိုင်ဘူးလေเนาะဥပမာနာကိကာလမှာပဲကြည့်နာကိဖြစ်နေတဲ့သူတွေမိသားစုတွေအားလုံးတည်သွားရတယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတယ်စစ်ဘိုလ်တွေသွားမိတယ်အခု သိမ့်စိန်ဥပါတဲ့ဘိုးသိမ့်စိန်နဲ့သွားတယ်အဲ့ဒီအချိန်မှာတဲ့ခောက်ဆွဲတထုတ်တော်တို့မပေးဘူးသူ့မှာပေးတယ်ရမပါဘူးတဲ့အဲ့ဒီလိုအုတ်ချုပ်တဲ့သူတွေကိုဘယ်ပြည်သူကကြိုက်ပါเนาะဘယ်ဖျားတွေရအောင်ကြိုက်ပါเนาะဆိုတော့လူတွေရဲ့ရပိုင်ခွင့်နေကိုအတ္တမအမျက်ထုတ်ကိုသွေးဆုပ်တဲ့သူတွေက ထပ်ပြီးတော့အာနာထက်ခါထက်ခါယူနေတာတချို့တွေလည်းယသိစိတ်ပြီးပြည်ရဲမှာနေကြတယ်ပေါ့နော်တချို့တွေကနိုင်ငံရေးမှာလည်းမပါနိုင်ဘူးဒေါ်လာရေးမှာလည်းမပါနိုင်ဘူ တော့ဒီနေရာမှာလဲထက်ခါထက်ခါတပီတော့အမြဲပြောတာတော်လန်ရေးတို့နိုင်ငံရေးတို့ထဲမှာမပါရင်လည်းဘာမှမဖြစ်ဘူးတိုင်းတိုင်းသူပြည်သားတရားအောင်နေတယ်အခုပဲကိုကအဲ့ဒီတော်လန်ရေးနိုင်ငံရေးလုံနေတဲ့သူတွေကိုတော့အပြစ်မပြောနဲ့ပေါ့တချို့ကကျတော့ကိုမပါတာမှန်ကြောင်းတက်တည်ပြခြင်းတော့တော်လန်ရေးလုံတဲ့လူတွေကပဲမှားတယ်လို့လို့နော်ရွေးကောက်ပွဲကပဲတကယ်လုံတဲ့လူလို့တချို့တွေကဘာဖြစ်လို့အဲ့လိုပြောရတာအောင်ဆိုတော့ သူတို့ဒေါ်လာရေးမှာမပါတာမှန်ကြောင်းတတ်သိပြကျင်တာအဓိကတော့အတ္တသိပ်ပြီးတော့ပုံနေတဲ့သူတွေပေါ့ဆိုတော့အဲ့လိုလူတွေဘေးရောက်သွားရင်တော့လူတွေဟာရွေးကောက်ပွဲရပဲဟုတ်တယ်လို့လို့ဆိုတော့သူတို့အာမခံရင်လားဆိုတော့သူတို့လည်းသိတယ်ဒီလူတွေအယုတ်ဓမ္မာတွေမှန်သိတယ်ဆိုတော့နောက်တစ်ခုကဘာလုံးဆိုတော့မင်းတို့ဒီကိစ္စတွေထဲမှာနိုင်ငံရေးတွေထဲမှာမပါကြနဲ့ပိုင်အနေနဲ့များမယ်နိုင်ငံရေးဆိုတာပါခြင်းပေမပါခြင်းပါဒလိကောက်ဝေးအကုန်ပါတာเนาะဒီနေ့နိုင်ငံရေးမှာ နိုင်ငံကို စေတနာမရှိတဲ့သူတွေကိုအာဏာပေးလိုက်ရင်ဘာဖြစ်သွားလဲဥနေဝင်ခေတ်မှာဘာဖြစ်သွားလဲစန်တပီတမတ်နှမတ်ကနေဘာဖြစ်စန်တပီကဘာဖြစ်သွားလဲဆိုတော့တကြက်နှစ်ကြက်ဖြစ်သွားတော့အဲ့လိုဘာလို့ ਆ ရောဆိုတော့တနိုင်ငံလုံးတကြက်နဲ့ရောင်းရမယ်ဆိုတော့ဘဝရောက်သွားဘလို့လို့ရောင်းနိုင်မှာတော့နော်အေအာဝတီတိုင်းမှာတော့တကြက်နဲ့ရခြင်းရမှာပေါ့ဒီစကိုင်းဘတ်ကြိုင်ဘလို့လို့ရတော့မှာတေယူပို့ဆောင်ရေးတွေရှိတယ်ကုန်တယ်တယောက်နဲ့တယောက်ကြားဟလာတယောက်တပတ်စားတာရှိမှနှစ်မှတ်စားတာရှိမှ ဒါလောက်ဈေးကြီးပေးဝေရတဲ့ဆန်တွေကိုတကြက်နဲ့ပဲဘာလို့မဆိုရောင်းရမယ်ဆိုတော့ဒီအာနာရှင်တွေရဲ့လှုပ်ချင်အောင်လှုပ်တာလေနော်အဲ့တော့အဲ့ဒီလိုချိန်ကျဘာလို့ခံရပြီးတော့တကယ်အခါရတော့ခုနကနိုင်ငံရေးတဲ့မပါကြနဲ့လို့ပြောတဲ့သူတွေရဲ့စကားကိုနားထောင်မိတဲ့ပြည်သူတွေပဲနော်နိုင်ငံရေးဆိုတာပါတယ်မပါတယ်မလို့ဘူးလေအလိုလိုကိုပါနေတာနော်အစိုးရပြောင်းသွားပြီဆိုတော့လည်းပညာရေးစီးပွားရေးကျန်းမာရေးနော်လူမှုရေးနော်ဘာသာရေးအကုန်လုံးကဒုက္ခရောက်တာ နော်ဘာသာရေးဆိုတော့တို့လုံးချင်အောင်လုပ်တာပဲဟုတ်တယ်မလားတို့တွေဒီပေးချင်တဲ့သူတွေဘွဲတွေခေါ်သီရိပြန်ချီဘွဲတွေခေါ်ပေးဘာတွေဘွဲအဲ့ဒီလူတွေကဘာလို့ဆိုတော့သီရိပြန်ချီဘွဲပေးတဲ့သူတွေကနော်တပည့်တော်တို့ဒီစစ်ကောင်စီလက်ထဲမှာသီရိပြန်ချီဘွဲယူခဲ့တဲ့တချို့သောသူတွေဆိုတော့အာရဗီတော်တတ်တဲ့လူတွေမဟုတ်ဘူးနော်ဘာသာရေးဆရာတော်မှမှန်မှန်ကန်ကန်ဟုတ်တဲ့လူတွေမဟုတ်ဘူးသီရိပြန်ချီဘွဲရတာပဲနော်အလားတူပဲ ဒီတခြားတခြားသောဘာသာတရားတွေမှာလည်းအလားတူပါပဲဘွဲတွေဘွဲတွေကိုယာရူးတွေကိုပတ်စံပေးပြီးယူကြတယ်เนาะပြောမှဆိုရင်တော့အရှက်မဲ့တဲ့ဒီအုတ်ချုပ်သူလူဒန်းစားတွေပေါ်လာတဲ့အပေါ်မှာအရှက်မဲ့တဲ့ဘာသာရေးကောင်းဆောင်တွေအရှက်မဲ့တဲ့စီးပွားရေးသမားတွေเนาะအရှက်မဲ့တဲ့နိုင်ငံရေးသမားတွေနေရာရလာဒါပေါ့အဲ့တော့ပြည်သူလူထုဘာဖြစ်တော့ပူပြီးနစ်နာတာပေါ့ဘာသာရေးသွားလို့ရင်လည်းလူလိန်နေနဲ့တွေ့မှာပဲ စီးပွားရေးလုပ်ရင်လည်းလူလိန်နေနဲ့တွေ့မှာပဲနော်နိုင်ငံရေးလုပ်ရင်လည်းလူလိန်နေနဲ့တွေ့မှာပဲဘယ်နေရာကိုသွားသွားလူလိန်နေနဲ့ပဲတွေ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိန်နဲ့အစိုးရကကျွန်တော်တို့ကိုအုပ်ချုပ်နေတာပေါ့နော်ဒါကြောင့်မို့ရွေးကောက်ပွဲဆိုတာကတချို့တွေကအပြေလို့လို့နော်နိုင်ငံရေးထွက်ပေါက်လို့လို့တကယ်တမ်းကျတော့နိုင်ငံရေးထောင်ချောက်ပါပဲနော်တိုင်းပြည်ကိုနောက်ထပ်နွန်နဲ့ထပ်ပြီးတော့ထဲ့ဖို့အတွက်ဒီအာနာရှင်တွေလုံနေကြတာဟာတပြားဟောင်းကြီးပဲ ။တပြားဟောင်းကြီးမှတိတိကြီးနဲ့တော့အဲ့ဒီထက်ကိုတိုးမဝင်သွားကြဖို့လိုအပ်တယ်နော်။ဒါကြောင့်မို့မြန်မာနိုင်ငံမှာအတွင်းမှာရှိတဲ့နော်ကျွန်တော်တို့ဒီဘာသာပေါင်းစုံကညီကိုမောင်နှမတွေကိုဒီနေရာမှာအတိပေးနေတာဟာစစ်တပ်ပဲဟာပဲလို့လို့အဲ့ဒီအရာတွေကို တချို့တွေကဟာဘသူပါလို့လို့ဟိုတနေ့ကဇာကားထဲမှာပြောသလိုဘာလို့လို့ကွာသူတို့ကအပြစ်ပဲမြင်တာပဲအပြစ်မြင်တာမဟုတ်ဘူးလေအပြစ်လုံနေတာကြီးတိတိကြီးနဲ့အပြစ်လုံမပြောပဲနဲ့ဘလို့ထိုင်နေရမှာတော့အဲ့ဒီလိုမပြောရင်အတော်ဝင်မကြေရကြမှာပေါ့တပည့်တော် ဟုတ်တယ်မလားဆိုတော့ဒါကြောင့်မို့ဓာတ်တွေကိုဟိုပြောမယ်ဆိုရင်မင်းတို့တွေအခုလိုပြောနေရင်တချို့ကလည်းပြောတယ်အဲဒီနေရာမှာကြုံလို့ပေါ့နော် OIC ကပတ်စံပေးထားလို့ဟိုကပတ်စံပေးထားလို့တပိတော့ဒီဘက်မှာဘယ်လိုနေရလဲဆိုတော့ကိုဘဝတွေကိုပဲတည်တယ်ကိုကကိုစားဝတ်နေရကိုကကိုစူးစားရတာကိုကကိုယုံကံကိုယုံကြည်ချက်အတွက်ကိုရဲ့ professional တွေအကုန်လုံးစွန့်လွှတ်ခဲ့ရတာကိုလုတ်တတ်တဲ့အရာတွေဒီဘက်မှာဘာမှလုပ်လို့မရတော့ တော့လုံးလို့မရတဲ့အတူလုံးလို့မရလဲဘာမှမဖြစ်ဘူးကိုယုံကြည်အောင်ကိုလုံးနေရတဲ့အတွက်ကျေနပ်တယ်သဘောကျတယ်ဒါကိုဆက်လဲလုပ်မယ်ဆိုတော့တခုနောက်ဆုံးအနေနဲ့အသိပေးချင်တာကနိုင်ငံရေးထဲမှာတော်လိုင်းရေးထဲမှာမပါလို့ရပါတယ်တော်လိုင်းရေးဆိုတာပရဟိတာလောက်တာကိုစိတ်ပြထမ်းကြရာကိုကကိုလောက်တာတပည့်တော်တို့ကိုကကိုရွေးချယ်ခဲ့တာမှန်တယ်သို့တော်ညာလဲမပါတဲ့သူတွေကလည်းပါတဲ့သူတွေကိုပဲနိုင်ငံရေးနားမလဲတယောင်ယောင်မင်းတို့ကပဲ ဟလာတိုင်းပြည်ကိုစူပေါင်းလုပ်နေတရားအောင်တော့မပြောပါနဲ့ကိုယ့်ကိုငင်းငင်းလေးနေပါအဲ့ဒီလိုထိုင်းနေရင်အကောင်ထလိုက်မှဒုက္ခရောက်သွားမှာဆိုတော့ဒီကာလကဘာလဲဆိုတော့ဟိုတကယ်ဟိုကပ်ပြက်ကာလဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုတော့တချို့ဆရာဝန်တွေနော်ခေတ်ဆက်ဆက်မှာစမမရခဲ့ဟိုဆရာနာရှင်လက်ထက်မှာစမတွေရတော့တအားစီးတွေကုပြအဲ့ဒါတွေကိုဆိုရှယ်မီဒီယာတွေမှာတင်ဂုံယူစရာတွေလို့ပြောတချို့ရှေ့နေတွေဆိုလဲတသက်လုံးကဘယ်စာမှုပဲမအောင်ခဲ့တဲ့သူတွေအခုရှေ့နေတွေဖြစ် ဆိုတော့အဲ့ဒီလိုလူတွေကဖြစ်ပါကိုယ့်နဲ့ကိုပျော်ရင်ပြီးတာပဲလောက်ပါဒါပေမဲ့မတရားမှုကိုစန့်ကျင်တော်လှန်တဲ့သူတွေကိုတော့ပေါ်တော်တော်ပေါ်ပေါ်ပဲပဲလို့ပြည်သူလူထုကမြင်လာအောင်တော့မလုပ်သင့်ပါဘူးတော့เนาะဒါကြောင့်မို့စကားမရဲ့ရွေးကောက်ပွဲဟာတိုင်းပြည်အတွက်ဒါဟာထွက်ပေါက်မဟုတ်ဖ ೇನೆ ဒါကထောင်ချောက်ပဲဖြစ်တယ်အဲ့ဒီထောင်ချောက်ထဲကိုပြည်သူလူထုတွေကကြည်ကြည်နက်နက်ကြီးနဲ့အကုန်လုံးကအထောင်ချောက်ထဲမှာတက်ဆဲမသွားဖို့လိုအပ်ပါတယ်လို့တပည့်တော်အနေနဲ့ဥရိယပိုင်းအနေနဲ့ထပ်မံထပ်လောင်းပြီးတော့ ဟိုမေတ္တာရက်ခံကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးခုလိုဒီကိုကြိုးဆွေးနွေးပေးတဲ့အတွက်ဆရာကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ